တောင်းရှာတတ်တယ်ဘူးဆောက်ယူလာအေးတတ်တယ်ဘူးတောင်းပေးထားလေတတ်တယ်ဘူးတောင်းပေးထားလေတတ်တယ်ဘူးပေးပါတောင်းပေးလေတတ်တယ်ဘူးကျွန်တော်တောင်းပေးချင်းရပြစားရချင်းရပြတတ်တယ်ဘူးမေးတတ်တယ်ဘူးမေးမေးစရာမလိုဘူးငါခုတတ်တယ်ဘူးအခုအခုကျွန်တော်ခုတတ်တယ်ဘူးဖုံးဆက်ပါဆက်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 ဘုံမှုဝင်လေအောင်ကျွန်တော်ဆက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 ်ခုဆက်ပါခုဆက်ပါပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းဘာမှပြောတာမရှိဘူးလာလာကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းကြည့်စုစစ်ကတော့လုံးတော့ဟဲ့စစ်သားစစ်တွေဘာလုံးနေလဲပြောရဲစစ်တွေဘာလုံးနေလဲ ်တယ်ဘယ်ဆက်ခစ်ဆက်တယ်အခုဘယ်နဲ့လဲငါဖြည့်နေတာကြာပြီရောက်စီတူဟောပါဦးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတော့ဘောလေဆိုင်နဲ့ကောမကဲရရောက်မနော်ဘယ်ကောမကဲရတော့ဒီလိုခွဲချပြန်မနိုင်လားစောက်ရှုဖို့အင်စာဖစ်ကောနော်အင်စာဖစ်ကောအဲ့တော့ကကြည့်ကြည့်နေလားစောက်ပါလာလာဝါတယ်ကျွန်တော်တို့ကအကုန်လုံးပြောတာစတယ်ကိုပြောတာစတော့ရောက်ဟိုခွဲကြပြန်မယ်တော့ကိုကတုံးတက်လိုက်တယ်သူလည်းကောင်းပါတယ်အဲ့ဒီကိုမူလည်းချက်ချင်းလည်းငင်းတောင်းမှန်တယ်နော်တောင်းမှန်တယ်တောင်းမှန်တယ် တောင်းမန္တာတောင်းမန္တာနော်အဲ့ပထမဆုံးဖုံးဆက်တယ်အဲ့ပုံကတကာတော်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာသူကအခုအမအကိုတူတီးလို့တောင်းမန္တာပဲခွင့်လွှတ်ပေးလိုက်ပါအာတပိတော့လုံးဝခွင့်မလွှတ်နိုင်ဘူးဗျာတဲ့ဒီတော့စာရိုက်လက်စီပြီးပြီတဲ့အခုဦးတော်ယူထွေးရဖန်ခံရတော့ဘာမှမယူမွေးဘုံကြီးရဲ့အခုဘုံကြီးပေးလိုက်ပါဦးနဲ့လူတို့တဲ့အာဦးစင်အကောင်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ်ယူစင်စစ်မှုထားဥပဒေနဲ့ပတ်သက်ဥပဒေပေါ့ဗျာနော်အကောင်တုံးတက်လိုက်တဲ့အခါမှာ ဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဘာဦးစင်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဆိုတော့အဲ့မှာဦးစင်တို့စီဒီစာရောက်လာတဲ့အခါမှာအရှင်ရရှင်းရှင်းလေးအကောင်လုံးတုံးတက်ပြီးတဲ့အခါမှာဦးစင်ကအခုအမှုကဘလို့ဘလို့ပတ်စံယူလဲဆိုပြီးလောက်အောင်မှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း905နဲ့ဆွဲရလားမသိဘူးလို့အဲ့လိုဘာလို့တော့နာမည်မပါဘူးလေတက်ကြီးတစ်လုံးလို့ပြောလိုက်တာ ਉਹ အဲ့လို905နဲ့ဆွဲရဆိုရင်တော့ဦးစင်တို့လည်းတောင်းပန်ပြပါမယ်လို့ ီ900ငါးလည်းမဆွဲဘူးပေါ့နော်ဒီဒကာကြီးတွေကိုလည်းသူတောင်းပန်ရင်တော့ချင်းချင်းတွေပဲလို့ကြေးမှာပေါ့ဒါလည်းဥစဉ်ပြောပြလိုက်တယ်ဥစဉ်တို့ပတ်သက်စာကောင်းဆောင်နဲ့ရန်ဖြစ်တယ်24နှစ်အရွယ်မှာဖမ်းခံရတယ်ဆိုတဲ့တင်ကမှားတယ်ဆိုတဲ့ကြောင့်ဥစဉ်ပြောချင်တာမလိုက်ဘူးမှုနဲ့ဖြစ်လို့ဖမ်းခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ900ငါးနဲ့မဆိုင်ဘူးဆိုတာဥစဉ်ကပြောချင်တာနော် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြူစောတိကောင်းဆောင်ဇော်ယူထွန်းအဖမ်းခံရသည့်ဖြစ်စဉ်မှာဗိုလ်မှူးဝေဖြူသူကြောင့်မဟုတ်ဘူးလို့ပောက်ကိုတော်ညင်းဆိုလိုက်ပါပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အချင်းပြတ်မှုများအားဝေဖန်ရေးသားမှုဖြင့်မိတိလာမျိုးနယ်ပြူစောတိကောင်းဆောင်ဇော်ယူထွန်းကို စစ်ကောင်စီကဖမ်းဆီးပြီးနောက်စစ်တပ်ထောက်ခံသူများကြားအမြင်ကွဲလွဲခဲ့ကြသလိုမိထီလာပြည်သူစစ်များနှုတ်ထွက်လာကြကြောင်းသိရသည်။စော်ယူထွန်အားပုံမှန်905ကဖြင့်ဖမ်းဆီးအရေးယူခဲ့ခြင်းကြောင့်မိထီလာမျိုးဌာနေပြည်သူစစ်ဖွဲ့မှ၁၈ဦးနှုတ်ထွက်ကြောင်းအသိပေးသည်ဟုရမန်နေ့တွင်မိထီလာပြူစောတိတပ်ဖွဲ့ဝင်တို့ကလူမှုကွန်ရက်၌ရေးသားထားသည်။ ယခုရက်ပိုင်းအတွင်းမလိုင်မြို့နယ်စစ်ကောင်စီ၏စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဝေဖြိုးကိုစော်ယူထွန်းကကားမှန်ချခိုင်းမှုကြောင့်အချင်းများသည့်ရုပ်တံဖိုင်ပြန့်နှံ့ခဲ့ပြီးနောက်ရင်းဤလူမှုကွန်ရက်စာမျက်နှာတွင်မိထီလာမြို့နယ်အတွင်းစစ်မှုထမ်းအတွက်လူစားထိုးငွေကြေးကောက်နေမှုလူစားထိုးရန်ငွေကျပ်သိမ်းဆည်ချီပေးနေရမှုနှင့်ပေါ်လာဆွဲဖမ်းဆီးနေမှုများကြောင့်လူငယ်များအပြင်းမထွက်ရဲကြတော့ကြောင်းရေးသားခဲ့၍ နိုင်ငံတော်တည်ငြိမ်အေဂျင်စီပြပြစီရန်လှုပ်ဆောင်ခြင်း၊ဝါဒဖြန့်ခြင်းများလှုပ်ဆောင်ခဲ့သည်ဟုဆိုကာမေ15ရက်တွင်ဇော်ယူထွန်းအားဖမ်းဆီးခဲ့သည်။ဇော်ယူထွန်းအဖမ်းခံရခြင်းသည်လူမှုကွန်ရက်၌ရေးသားခဲ့မှုထက်ဗိုလ်မှူးဝေဖြို၏လက်ချက်ဖြစ်နိုင်သည်ဟုစစ်အုပ်စု ထောက်ခံသူများကြားပြောဆိုနေကြပြီးမကျေနပ်မှုလည်းဖြစ်ပေါ်နေကြသည်။အမျိုးများလုံးမင်္ဂလာပါဗျ။ဒီနေ့က23ရက်5လပိုင်း2025ဖြစ်ပါလေဗျ။ ဦးဇင်းတို့မိထီလာမှာဖြစ်သွားတဲ့မလိုင်ရဘုံမှုနဲ့ဟိုမလိုင်ဘုံမှုနဲ့ဒီမိထီလာကပတ္တလကောင်းဆောင်ဇုံထွင်းတို့ရဲ့အကြောင်းလေးကိုဒါဦးဇင်းပြောပြချင်လို့ပါကြာနော်။ဘာကိုပြောပြချင်တာလဲဆိုလို့ရှိရင်ဒါဒီတည်းကတော်တော်များများလဲလိုင်းပေါ်မှာကနော်ဒုဘုံမကြီးဝေဖြောအောင်ပေါ့နော်ဝေဖြောအောင်နဲ့မလိုင်ကဟိုပါပေါ့နော်။ဇုံထွင်းတို့ရဲ့ဖြစ်စဉ်ကဘယ်တော့မှဖြစ်တာလဲဆိုလို့ရှိရင်29ရက်3လပိုင်း2025ကနေဖြစ်တာ နော်29ရဲ့အဲ့နဖြစ်တယ်ပေါ့ဗျာအဲ့နဖြစ်တော့ဖြစ်ဖြစ်ချင်းတော့ဒီမှာဥစဉ်တွေတို့ဒီတို့ရဲ့တရားတော်ကြီးထွင်းနေတဲ့ဒါဆရာတော်ကတော့တောင်းတာလေးဆရာတော်တောင်းတာလေးဆရာတော်ဖြစ်တယ်ဥစဉ်ရဲ့ဖုန်းနံပါတ်ကိုမယူမွေကနေတစ်ဆင့်ပေးလိုက်ပေါ့ကြာမယူမွေကနေမှာတစ်ဆင့်စစ်တယ်တက်တဲ့ခါမှာအကျိုးအကြောင်းပြောကြတယ်ပေါ့အကျိုးအကြောင်းပြောတာဒီလိုဖိုင်လေးဥစဉ်တွေပို့လိုက်တယ်နော်ဥလို့ဆရာတော်စီလည်းပို့ရင်ပို့မှာပေါ့နော်အပို့လိုက်တဲ့အခါမှာဥစဉ်ကနေမှာတော့ကျွန်တော်တုံးတက်လိုက်တယ်ဟုတ်ပြီဒါဘုံမှုမပါဘူးဘုံမှုမပါဘူးဖြစ်တဲ့တော့ကြောင့်ပမလန်ရဘုံမှုစီဥစဉ်ချက်ချင်းဖုံးဆက်တယ် နော်မလိုင်ပုံမှုစီကိုတက်တယ်ဒါလာကြီးတော့တလို့မဲထီလာမှာတလို့လို့ဖြစ်သွားတယ်ဒီဖြစ်စင်မှာတော့ဒါလာကြီးမူးလို့ပဲဖြစ်ဖြစ်ဒါလာကြီးအကြောင်းမမို့ကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်စင်အားလုံးတုတ်တက်လိုက်မယ်ဆိုရင်ဒါလာကြီးမားတယ်ဒါလာကြီးမားတယ်အဲ့ဒါလာကြီးမားတဲ့အတွက်ကြောင့်ဒါလာကြီးတောင်းပန်ရမယ်အချင်းချင်းနေမကောင်းဘူးနော်သူလည်းကောင်းပါတယ်အဲ့ဒီပုံမှုလည်းချက်ချင်းလည်းငင်းတောင်းပန်တယ်နော်တောင်းပန်တယ်တောင်းပန်တယ်တော်မှန်လာတော့မှနော်အဲ့ပထမဆုံးဖုံးဆက်တယ်အဲ့ပုံကတက္ကသိုလ်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာမရတော့သူ့ ဒီကမိထီလာကတက်နေမှုတက်နေမှုဒုတက်နေမှုအစင်းအောက်ရှိမှတင်တယ်နော်အဲ့ဒီတက်ထဲကဒကာကြီးကိုလည်းဥစ္စာဖုံးလိုက်တယ်ဒကာကြီးတို့တို့လို့ရှိတယ်နော်ရုံမှာတောင်းမှမို့တော့မလန်းဘုံမှာလာမယ်အဲ့ဒကာကြီးသူ့ကိုလည်းခေါ်ပေးလိုက်ပါအဲ့ဒကာစောယူထွေးနေတယ်ဥစဉ်ဖုံးဆက်ထားတော့လုံးဝမကင်တော့ဘူးဥစဉ်ပြောချင်တာကဒကာကြီးရဲ့လို့အချင်းချင်းမှာဒီကပဲဗျာမှားတယ်မှားလို့ဝင်ခံတယ်ကွာရန်သူတွေတော့မဟုတ်တာမိတ်ဆွေတွေပဲအဲ့တော့မှားလို့သူကသူကမိတ်ကိုတူတီးလို့တောင်းမှန်တာပဲဖွင့်လို့ပေးလိုက်ပါအာတပိတော့ကလုံးဝခွင့်မလို့နိုင်ဘူးဗျာတဲ့ဒီလိုစာရိုက်လက်စီဗီတဲ့ နောက်ဆုံးနောက်ဆုံးကတခါကြီးရဲ့လို့အတက်နေရနေတဆင်းတောင်းမှန်ခိုင်းမှာတော့တွားပြီလေတောင်းမှန်တယ်အဲ့တော့ခွင်းလမဲ့ဘာညာတော့မဟုတ်အထက်ပဲစတင်မယ်ပေါ့ရွာသူတင်တဲ့စာတွေကိုလည်းဥစဉ်စီကိုပို့ထားတယ်သူဒီတိုင်းတင်မှာပေါ့နော်အဲ့နဲ့ဥစဉ်နဲ့လုံးဝဆက်တွေ့လို့မရတော့ဘူးတောင်းတာလေးနဲ့ပဲတိုက်မယ်မဟုတ်တောင်းတာလေးနဲ့ပဲလုံးမှာပေါ့သူတို့ဆရာအဲ့ဆိုရင်ခင်ဗျဘာဖြစ်လို့ကြောက်စီကိုဖုံးဆက်နေရတော့လို့တောင်းတာလေးရှိနေရဘာဖြစ်လို့ကြောက်စီကိုဆက်တွေ့နေရတော့လို့တို့ကအချင်းချင်းတွေမလိုအပ်တာတွေမဖြစ်အောင်ဒါကြီးအပြည့်ပြန်နိုင်သွားလို့ရှိရင်သူများပြောစရာဖြစ်မှာဆိုလို့လို့သူများတွေကအမျက်ထုတ်သွားမှာတစ်ဖက်ကနေအမျက်ထုတ်သွားမှာလို့အဥစဉ်နဲ့ဆက်တွေ့မှုမရတော့ဘူးပေါ့ဗျာနော်အခုဦးဇော်ယူထွေးဖန်ခံရတော့ ဒါကနိုင်ယူမွန်ကဘုံရဲတဲ့ကိုကိုကြီးပေးလိုက်ပါဦးနဲ့လူ့ဟိုတဲ့အဥစဉ်အကောင်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ်ဒီဥစဉ်စစ်မှုထားဥပဒေနဲ့ပတ်တက်ဥပပြနော်အကောင်တုံးတက်လိုက်တဲ့အခါမှာဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဥစဉ်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရတာလဲဆိုတော့အဲ့မှာဥစဉ်တို့စီဒီစာရောက်လာတဲ့အခါမှာအရှိရရှိရှင်းလေးအကောင်လုံးတုံးတက်ပြီးတဲ့အခါမှာဥစဉ်ကသူ့ရဲ့ကိုစော်ထွေးအမကလည်းဆက်တွေ့တယ်ဒကမကြီး ဒီတက်မှာတရားတေကနေဥပမာဆိုကြပါဆိုဗျာလို့တရားတေကနေခင်ဗျာဗျာလို့ဒီရဒီလူစီဥပဒေနဲ့ပြတ်ထိုင်နေဘာညာစားတယ်လန်စားတယ်ဘာဆိုရင်တော့မှဗျာလို့ခင်ဗျာအဲ့ဒီဘဲကူမှုကစားတယ်ဘဲကူမှုကဘလို့ဘလို့ပတ်စံယူလဲဆိုပြီးလောရမှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း900 900နဲ့ဆွဲရလားမသိဘူးလို့အဲ့လိုဘာလို့လဲနာမည်မပါဘူးလေတက်ကြီးတဲ့လုံးလို့ပြောလိုက်တာဟုတ်အဲ့လို900 900နဲ့ဆွဲရဆိုရင်တော့ဦးစင်းတို့လည်းတောင်းပန်ပြပါမယ်လို့ဒီ900 900နဲ့မဆွဲဘူးပေါ့နော်ဒီဒကာကြီးတွေကိုလည်းသူတောင်းပန်တော့ချင်းချင်းနေမယ်လို့ကြေးမှာပေါ့ဒါလည်းဦးစင်းကပြောပြလိုက်တယ်ကောင်တာလေးဆရာတော့ဦးစင်းဆက်တဲ့အခါမှာလည်းကောင်တော်ကြီးအဲ့လိုဟာရှိတယ် တကယ်လို့ဘုံမူဘဒူကဘဒူကလက်စားတယ်ဘုံမူဘဒူကစစ်မှုထမ်းဥပဒေမှာဘလောက်ဘလောက်ယူလဲဆိုရင်တော့တပည့်တော်ကဒီငါရဲ့ဥပဒေနဲ့မညီဘူးဖေရားလို့အဲ့လိုမဟုတ်ဖက်နဲ့နာမည်မပါဘဲနဲ့တက်ကိုရေးလိုက်တယ်ဆိုတော့ဒီတဲ့တပည့်တော်ညှိနိုင်တဲ့အနေအထားရှိတာပေါ့လို့အဲ့တော့တပည့်တော်ဘုရားလို့လောက်လားအရှင်းရှင်းလေးဥဒင်းတော်ကကာယနာရှင်တို့သွားပြီးတောင်းမယ်တောင်းမှန်လို့မရရင်လုံးတင်လုံးတိုက်တာလုံးမယ်အချင်းချင်းနေရန်သူမဟုတ်ဘူးဟုတ်လားအချင်းချင်းနေရန်သူမဟုတ်ဘူးဒါနဲ့အခုပြောတာနဲ့ပတ်သက်ပြီးအလုံးကပြည်သူ့စစ်အလုံးဥစဉ်ကိုမုန်းကြီးမုန်းလိုက်မယ်ဒါဥစဉ်အမှန်တရားအမှန်တရားကိုပြောတာတချို့တည်င်းဌာနတွေမှာတွေ့တယ်ဘာတွေ့ရလဲဆိုတော့ အဲ့မလိုင်ရဘုံမှုကလည်းမလိုင်မှနာမည်ကောင်းရှိလားဆိုမလိုင်မှနာမည်ကောင်းမရှိဘူးနော်အဲ့ဘုံမှုကဥစဉ်လိုက်ဆရာလည်းအကြောင်းမရှိဘူးလိုက်လိုက်ဆရာလည်းအကြောင်းမရှိဒါဥစဉ်အမှန်တရားကိုပြောကြခြင်းဖြစ်တယ်မလိုင်မှလည်းသူနဲ့ပြည်သူလူထုကြမှာနာမည်ကောင်းမရှိဘူးနော်ဒါမလိုင်ပြည်သူလူထုရဲ့ပြောစကားပေါ့ဗျာအချို့ကဒီမလိုင်ဘုံမှုနဲ့ဥစဉ်တို့ဘတ်တဆာကောင်းဆောင်နဲ့ရန်ဖြစ်တယ်24နှစ်ရည်လွယ်မှာဖန်ခံရတယ်ဆိုတဲ့တရားမှားတယ်ဆိုတဲ့အကြောင်းဥစဉ်ပြောခြင်းလားမလိုင်ဘုံမှုနဲ့ဖြစ်လို့ဖန်ခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ905နဲ့မဆိုင်ဘူးဆိုတာဥစဉ်ပြောခြင်းလားနော် 29ရက်3လပိုင်း2025မှာ25ဖြစ်တယ်။အခုက73ရက်5လပိုင်း2025မှာဖြစ်တယ်။အဲ့တော့ပြောချင်တာကလုံးဝလုံးဝမဆိုင်ဘူး။ဒါနဲ့မဆိုင်နိုင်ငံရေးဒီဖြစ်သွားတဲ့အကြောင်းမှာတော့ဘုမဲရောက်ကတော့ဒါလေးကိုအမျက်ချော်ရတာပေါ့ဗျာဘုမူတွေကဘာညာအားနာရှင်းစမ်းနေအဲ့ဒီဘုမူကိုဒီဟာနဲ့ပတ်သက်ပြီးတော့သူကတောင်းပန်တယ်ဒါတော့တိုင်တဲ့ခါမှာအေးမယူတာအေးယူတာတိုက်ရဲ့အလုတ်တိုင်မူတွေရဲ့အလုတ်စစ်တပ်ရဲ့အလုတ်ဘာနဲ့ဒီ905နဲ့ဒီဘုမူနဲ့မဆိုင်ဘူးဆိုတော့အားလုံးပြောချင်တာဖြစ်တာက29ရက်3လပိုင်း2025မှာဖြစ်တာ ိုစောဦးထွန်းတို့ဖြစ်တာက73ရက်5လပိုင်း2025မှာဖြစ်တာဘာလဲပြောပြော95နဲ့ဆွဲတဲ့ပုံမှန်ဒီဦးစင်းတို့အမြင်တုံ့တက်ရမယ်ဆိုရင်တော့အချင်းချင်းတွေပဲခေါ်ယူဆုံးပါရင်ရတဲ့အနေထားကိုမှားတယ်လို့ပဲဦးစင်းတို့ကတော့တုံ့တက်ခြင်းနဲ့မှားတယ်လို့ပဲတုံ့တက်ခြင်းနဲ့ကိုစောဦးထွန်းအနေနဲ့ဘာတစ်ခုမှားလဲဆိုရင်ဒီတတ်မှာပေါ့ဗျာဥပမာဆိုကြပါစို့တက်နာမယ်ကိုမထက်တက်နာမယ်ကိုဟိုမထက်တင်တာပေါ့ဗျာနော်တက်နာမယ်ကိုဦးစင်းတို့ကတက်နာမယ်မထက်ပဲနဲ့တကယ်လို့မဲ့အဲ့ဒီနေရာမှာဘုံမှုဘဒူဘဒူဘဲဝါပါဆိုထည့်လိုက်ရင်ပို့ပြီးမှကောင်းတယ်လို့ဦးစင်းတို့ကတော့တုံ့တက်ခြင်းနဲ့ဗျာနော် ဒါဥစဉ်တို့စီမှာကတော့စားရရတော့အကုန်ရှိပြီးသားပါအဲ့တော့ဦးဇင်းတို့တက်ရနာမည်ကတော့တရမရှိလာတက်မှာတရတယ်လို့ပဲထင်တယ်ဗျ။စာရီကတော့ဦးဇင်းစီမှာတော့အများကြီးပို့ထားတာရှိတယ်နော်။အဲ့အဲ့ဒါနဲ့ဦးဇင်းတို့ကပတ်သက်ပြီးမှဒါကနိုင်ငံရေးမှာဒီတိုက်ဆိုင်မှုလားဘာလားတော့မတွေးပါဗျာနော်။အမျက်ထုတ်သွားတာကတော့ဟိုဘက်ရက်ကလူတွေအမျက်ထုတ်သွားတာတော့အမှန်လေးဗျာနော်။အဲ့လိုင်းတော့မှဘယ်သူကစတင်နေဆိုရလဲဦးဇင်းတို့တော့သိပါနေမှာနော်။ဒါဖြစ်လို့ဆိုတော့ဦးဇင်းတို့ကဒီတိုက်ဆောင်မှာဒီကစက်ပြီးမှမပေါင်းဘူး။တပိတ်စခန်းမှာကလေးက ဦးဇင်းတို့2000နာမစက်ခွန်တပိတ်စခန်းမှာကြရဘဒူကဘဲကိုတော့ဘဒူဘဒူကဘလို့ဘလို့အမျက်ထွက်သွားတယ်ဆိုဦးဇင်းတို့တွေ့ပြီးသားဦးဇင်းတို့ကတွေ့ပြီးသားအဲ့တော့ဦးဇင်းတို့ကဝေးဝေးကနေတယ်မပေါ့ဘူးတိတ်ပြီးမှမဆက်ဆံဘူးဒါပဲအခုတပိတ်စခန်းမှာအာဘောဟာကိုတန့်စင်တို့ဘဒူတို့ဘလို့လောက်ွားရထောင်အထွက်လာတော့ဘလို့ဖြစ်တယ်ဘလို့တွေဘလို့ဘလို့ရတယ်မသာဦးဇင်းတို့တွေ့ပြီးသားနော်အဲ့တော့ဦးဇင်းတို့ကဝေးဝေးရလဲရှောင်းတယ်အဲ့တော့အချင်းချင်းနေအေးစစ်စစ်ပြရမယ်ရာဟုတ်တစ်ဖက်ကအမျက်ထွက်သွားတာတော့မကောင်းဘူးပေါ့ဗျာနော်တချို့ကပူပူနွေ့နွေ့ကြီးဖမ်းမိတယ်ပူပူနွေ့နွေ့ပြည်သူစစ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဦးစင်းကပဲရှေ့ကမမရမမရက်တီးပြီးမှအမုန်းခံခဲ့တာ ရှေ့ကနေမားမမတ်ရက်ဒီမှာရင်ဆိုင်ခဲ့တာဆိုတာလေမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူစစ်တီရောမန္တလေးမှာရှိတဲ့ပြည်သူစစ်တီရောအားလုံးအတီးလုံးပါဗျအားလုံးတော်ပါပဲဗျ